ပြည်သူ့ channel လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလို့ပြောချင်လဲဆိုတော့တရုတ်ဂျပန်နော်တရုတ်ဂျပန်တော်တော်အချိန်ကြီးတင်းမာလာပြီဗျနော်တင်းမာလာပြီဆိုတာအခုဘာဖြစ်လာတော့ဆိုတော့ဂျပန်နော်သူကမ္ဘာအကြီးဆုံးနျူကလ িয়ার အဲ့ဓာတ်ပေါင်းမှုကအဲ့မှာရှိတာနော်ကမ္ဘာအကြီးဆုံးနော်ဂျပန်မှာရှိတာအဲ့အရာကြီးပြန်လဲပတ်တော်မယ်နောက်ပြီးတော့နျူကလ িয়ার စမ်းတက်မယ်ပြုမယ်ဟာဖြစ်လာတဲ့ပုံစံမျိုးဖြစ်လာတဲ့အတွက်အခုတော်တော်ကြီးကိုနော်တရုတ်ဂျပန်တော်တော်ကြီးကို ပြင်းထန်လာပြီပြင်းထန်လာတဲ့ပြင်မှာရုရှားကလည်းပါလာပြီရုရှားပါလာပြီနောက်ပြီးတော့မြောက်ကိုရီးယားကြံသေးရယ်နော်မြောက်ကိုရီးယားမြောက်ပီးလိုက်လို့တော့ကွာနော်ဝါသော်ရလိုက်လို့တော့ကွာအခုချိန်မှာကွာသော်လို့ရလေကွာဂျပန်မပိုင်သေးဘူးလေကွာပန်းသူအမေရိကန်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ်ရကပြောနေတယ်ကွာနော်နောက်ကွယ်မှာအခုအခုဆိုရုရှားလည်းပါလာပြီပေါ့နော်ဘာလို့ဆိုဟိုဟိုအရွေးတစ်ခုပြောင်းလဲတစ်ခုကမြင်သာဖို့လိုတယ်ဗျမြင်သာဖို့လိုတယ်နော်အဲ့ဒီလိုဖြစ်အောင်ဖြစ်အောင်လဲဘယ်သူတွေလုပ်နော် ငပွားကြီးလုံနေတာခင်ဗျာကျွန်တော်ပြောပြနိုင်ငံကြီးမှာတိုက်ဆိုင်နေမှာမဟုတ်ဘူး तू ကတစ်ပြေးပြင်းတစ်ကွဲချင်းတစ်ကွဲချင်းတစ်ကွဲချင်းတွေးဦးလားခင်ဗျာဘင်္ဂလားဒေ့ရ်ကိုလှုပ်ထွက်လိုက်တာခွာဆိုနောက်ပါကစ္စတန်လှုပ်လိုက်တာခွာခင်ဗျာအာဖဂန်နစ္စတန်ကြီးများပါကြီးမုံကြိုက်တဲ့နေရာကြီးခင်ဗျာ तू လှုပ်လိုက်ပြီဆိုခင်ဗျာလုံးဝ just ဖြစ်သွားတာသူတို့ကလုံးဝနှစ်ပေါင်းအများကြီးနဲ့ငါအခုမြန်မာနိုင်ငံသူလည်းလှုပ်တာပဲလေ။ငါအခုကြာဖြန်းပြီးတော့ဘတ်ဆိုလည်းကောလောလောကောလောဝရုံသုံးကောက်ဝရုံသုံးကောက်ဖြစ်ကုန်တာ။ဘာလို့လဲဆိုတော့ तू ပေးထားတဲ့ K3C ကလကားမဟုတ်လေဗျာ နော်အဲ့ကိသတိစီတွေ့ထားတဲ့အရာအလကားမဟုတ်ဘူးလေခင်ဗျာသူတို့ DI ရှိတယ်လေခင်ဗျာငွေပေးငွေယူရရှိတယ်ခင်ဗျာ USA ရက်လိုက်တာနဲ့ဘာလို့ခင်ဗျာအမှသတင်းမီဒီယာအကုန်ခွက်ဆွဲကုန်တာဟုတ်အဲ project ရှာသားနေကောင်တွေဘာလို့ခွက်ဆွဲကုန်တာဟုတ်ခင်ဗျာနေလီတွေးကြည့်ပေါ့နေလီတွေးကြည့်ပေါ့ခင်ဗျာဟမ်ဟုတ်တယ်မလားကြောက် USA ရက်လိုက်တာနဲ့ဘာလို့ထိုင်းနဲ့ထိုင်းနိုင်ငံမြန်မာနေသားကြမှာရှိတဲ့ဒုက္ခသည် scan ကိုကဘာလို့တန့်ကျက်ပြီးတော့ဘလူကြီးဖြစ်သွားတာတော့အများကြီးပဲလေ အဲ့တော့ဒီနိုင်ငံမှာရှိနေတဲ့လက်နက်ကင်တချို့ကမြားညာပေးတာကမ်းတာနေရက်တီနေတာရက်တီနေတာခမဟွန်းကြော်မြန်နိုင်ငံမှာအသတိထားရတယ်သတိထားရတယ်ဆိုတော့တရုတ်နဲ့မြန်အဲအမေရိကန်နဲ့ကစားကွက်ထဲမှာရှိနေတယ်ရှိနေတယ်ခမတရုတ်ကလည်းတရုတ်သူပိုင်နေတဲ့လူတွေကို तू ကအမေရကတော့အမေရိကန်နဲ့အမေရိကန်ကောက်ထားတာခမဒီကြားထဲမှာသွားလာလှုပ်ရှားပြုတ်နေရတဲ့အရာတွေခမငေါအခုအာမဂျီဟိုတဲ့ ဟိုဂျပန်လဲဟိုနေ့ဖြစ်လာတယ်ပြုတ်လာတယ်ဆိုတော့လောက်ပေါ့ခင်ဗျာကျွန်တော်ကတော့ဖြစ်သေးနေတာပဲဖြစ်သေးနေတယ်ဆိုတော့ခင်ဗျာဟမ်ဒီတစ်ခုပြောင်းလဲတစ်ခုသူတို့အဘက်အာယုံဆိုင်ဒီဘက်ဒီအာယုံဆိုင်နိုင်တော့ဒါအချင်းဆုံးပြောတာမယုံရင်အဲဂျပန်နဲ့တရုတ်ဖြစ်ကြည်လာခင်ဗျာရုရှားလည်းပါအခုပါလာပြီမြောက်ကိုရီးယားလည်းပါမယ်အမေရိကန်လုံးဝလုတ်ပြရမှာမလုတ်ပြရင်ဂျပန်ပျောက်သွားမှာခင်ဗျာဟုတ်တယ်မလားအကြတော့ကိုယ်ပဲမလဲနိုင်ကိုယ်နိုင်ငံအဆင်ပြေမယ်ဗျာဒီဒီကလည်း အချိန်ကာကောင်းခွင့်ကောင်းနော်ဒီလိုတော့စောင့်မှာပေါ့ဒါကတော့နိုင်ငံလူကြီးတွေပိုသိမှာပေါ့ဗျာမဟုတ်ကျွန်တော်တို့ဘာမှပါဠိပါချက်ဆော် sorry အရင်ပါတဲ့ကောင်းတော့သိတယ်ဆိုရင်သူတို့ဆိုလို့ချင်းတကယ်နိုင်ငံကြီးကိုထက်ထက်ဝင်ဝင်လေ့လာပြီးဒီဇိုင်းမှမဒီဇိုင်းမှမရှိကတ်နေတဲ့လူတွေတကယ်ငို view ကကြာကြာတွေးတဲ့ core တဲ့လူတွေဆိုလို့ချင်းမြင်သူတို့ဆိုပိုသိမှာပေါ့ဗျာဟုတ်တယ်မလားကျွန်တော်ကျွန်တော်တို့ကတော့သိတာအမှန်တကယ်ပြောရရေဘူးရပဲသိတယ်နော်ချွေနေတဲ့ကွက်တီကတော့မယိုးရှင်းဘူးနော်ဒီလိုဒီလိုဆိုတော့ရှင်းရှင်းလေး ခုကြတော့ခင်ဗျာအဲ့ရတယ်လိုက်ပြီးတော့ဂျပန်တယ်လိုက်တဲ့အတွက်အခုတရုတ်ရုရှားနော်ပြီးတော့ဟိုဂျပန်ပါမယ်ပြီးရင်မြောက်ကိုရီးယားပါမယ်ခင်ဗျာဒါတော့သေချာပဲမြောက်ကိုရီးယားလုံးဝပါမှာခင်ဗျာနော်တရုတ်ရဲ့ရုရှားရဲ့ပါပြီးဆိုမြောက်ကိုရီးယားလုံးဝပါမှာဂျပန်ရဲ့အဲ့လေးနိုင်ငံကတော့ခင်ဗျာအမှတို့ကလုံးနဲ့ချလဲလိုက်သွားမှာပြီးတော့အမေရိကန်ကပတ်မိုးပြီးရမှာမပတ်မိုးလို့မရဘူးခင်ဗျာလေဘာလို့ဆိုဂျပန်ပျောက်သွားမှာပါ နော်သူတို့စိတ်တဲ့ဘာညာခွေးခွာရထားအခုခေတ်ကကောင်းရစိတ်တဲ့နဲ့တိုက်နေမဟုတ်လက်နဲ့နဲ့တိုက်နေနော်လူတော်လာစရာမလိုတဲ့ယာရင်အများကြီးလေဒါသူတို့ပြပြပြနေဆိုတာလကားပြပြနေမှာမဟုတ်လားစမ်းတပြနေဆိုရေပေါ့လကားပြနေမှာမဟုတ်လားနော်အကြောတော့ဒါမြင်သာဖို့လိုပါတယ်အကြောတော့ဘလို့ထိန်းချုံမလို့တော့မသိဘူးပေါ့နော်အကြောတော့ဂျပန်နဲ့တရုတ်ဖြစ်လာရင်ရုရှားပါလာမယ်မြောက်ကိုရီးယားပါလာမယ်အမေရိကန်ပါလာမယ်မပါလို့မရဘူးဒီကြားထဲထိုင်ဝမ်ကလှုပ်လှုပ်လှုပ်ဖြစ်သွားလိမ့်မယ် ဒါပဲနော်ကြော်ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်ပါဦးနော်ထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတရုတ်နဲ့ဂျပန်တို့စစ်ရေးပြင်ဆင်နေကြပြီးအခြေအနေတွေပြင်းထန်နေချိန်မှာပဲရုရှားစီကနေတိုက်ရိုက်ပွင့်လင်းပြီးပြင်းထန်တဲ့သတိပေးချက်တခုထွက်ပေါ်လာခဲ့ပါတယ်ဂျပန်ကထိုင်ဝမ်နဲ့ကီလိုမီတာ100กว่าမှာရှိတဲ့ကျွန်းတကျွန်းပေါ်မှာဒုံးကျည်တွေချထားဖို့အစီအစဉ်တွေကိုကြေညာပြီးတဲ့နောက်မှာတင်းထန်စွာတုံ့ပြန်ပိုင်ခွင့်ကိုရုရှားကခွင့်ပြုရမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ် ယူကရိန်းနဲ့ဥရောပတို့နဲ့စစ်ရေးနဲ့စကလုံးစစ်ပွဲတွေမှာရောထွေးနေတဲ့ရုရှားဟာအခုအရှိတ်ဘက်ကိုအာရုံစိုက်လာနေပါပြီ။ပြီးတော့အမေရိကန်ရဲ့မဟာမိတ်ဖြစ်ပြီးကာဝေးရေးမူဝါဒတင်တဲ့အခိုင်အမာရပ်တည်နေတဲ့ဂျပန်ဟာရုရှားရဲ့ပြစ်မှတ်ထဲကိုရောက်ရှိလာပါပြီ။ဒီတင်းမှမှုမြင့်တက်လာတာကဂျပန်ကထိုင်ဝမ်နဲ့နေတဲ့နေရာမှာမြေပြင်ဝင်ဟင်ပြစ်ဒုံးကျည်တွေတပ်ဖွဲ့ကိုခြားထားဖို့အစီအစဉ်တွေတဖြည်းဖြည်းရှေ့ဆက်နေပြီဆိုတာကိုထုတ်ဖော်ခဲ့ချိန်မှာစတင်ခဲ့တာဖြစ်ပါတယ်။ဂျပန်ရဲ့အနောက်ဘက်အဆွန်ဆုံးလူနေကျွန်းဟာသေးငယ်ပြီးဝေးလံပေမဲ့ မဟာဗျူဟာရအဖုံးမဖြတ်နိုင်အောင်တန်ဖိုးရှိပါတယ်။ဒါဟာထိုင်ဝမ်ရဲ့ရှေ့ဘက်ကမ်းရိုးတန်းကနေ130ကီလိုမီတာกว่าမှာပဲရှိပြီးကမ္ဘာပေါ်မှာပထဝီနိုင်ငံရေးအရာအထူးကိမခံဆုံးသောဒေသတွေကတခုတည်ရှိနေတာဖြစ်ပါတယ်။တူဂျိုကဒီဒုံးကြီးခြားထားမှုကိုအရှိတရုတ်ပင်လယ်မှာတင်းမာမှုတွေမြင့်တက်လာတာကြောင့်အမျိုးသားလူညုံရေးအတွက်မရှိမဖြစ်လိုအပ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရုရှားအတွက်တော့ဒါဟာရန်စမှုတစ်ခုဖြစ်ပါတယ်။မော်စကိုကတူဂျိုဟာအမေရိကန်ရဲ့အမိန့်နဲ့ဒီလိုလှုပ်ဆောင်နေတာလို့ဆွဆွဲပါတယ်။ ဟုတ်ပါတယ်အမေရိကန်ရဲ့အမိန့်ပါပဲဒါဟာပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ပြင်းထန်တဲ့ဆွဆွဲချက်လည်းဖြစ်ပါတယ်ရုရှားကဂျပန်ဟာဒီကျွန်းတွေကိုစစ်လက်နက်တွေနဲ့ဖြည့်တင်းပြီးစစ်ရင်အားဖြည့်နေတယ်ပြီးတော့မော်စကိုကအမေရိကန်ဥဆောင်တဲ့ထိတ်တိုက်ရင်ဆိုင်ရေးမဟာဗျူဟာလို့ခေါ်ဆိုတဲ့အရာမှာစစ်တူရင်ရုပ်တစ်ခုလိုလှုပ်ဆောင်နေတယ်လို့ဆွဆွဲခဲ့ပါတယ်ဒါပေမဲ့စိတ်ဆိုးနေတာရုရှားတနိုင်ငံလည်းမဟုတ်ပါဘူးတရုတ်ကလည်းသူ့ရဲ့ချင်းချောင်းမှုတွေနဲ့ရှေ့တန်းကနေဥဆောင်နေတာဖြစ်ပါတယ်ပေကျင်းကဝယ်ရေးဝန်ကြီးဌာနက ဂျပန်ဟာထိုင်ဝမ်ကိစ္စမှာလမ်းလွဲသွားရင်နာကျင်စရာကောင်းတဲ့အဖိုးအခကိုပေးဆက်ရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုဖြစ်လာတာကတရုတ်နဲ့ဂျပန်ကြားနှစ်ပေါင်းများစွာအတွင်းကမ္ဘာအဆိုးရွားဆုံးတန်တမန်အကြက်တဲဖြစ်နေချိန်မှာပဲဖြစ်ပါတယ်။ဒါရီအားလုံးကဘာကိုဆိုလိုတာလဲ။ဂျပန်ဟာထိုင်ဝမ်နဲ့အနီးဆုံးကျွန်းတွေကိုခိုင်ခန့်အောင်လုပ်နေပါတယ်။တရုတ်ကလည်းပြန်ပေးဆက်ရမယ်လို့ချိန်ချောင်းနေပါတယ်။ရုရှားကပြင်းထန်စွာတုံ့ပြန်မယ်လို့ကတိပေးထားပါတယ်။ ရုရှားဟာဂျပန်နဲ့စစ်မျက်နှာအသစ်ကိုဖွင့်ဖို့ပြင်ဆင်နေတာဖြစ်ပါသလားဆိုတော့မေကွန်ကကြံရှိနေသေးပဲဖြစ်ပါတယ်။အော်တိုဘာလာဟာတရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွက်အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ရှီကျင်းဖင်ဟာခေတ်သစ်တရုတ်သမိုင်းမှာအကြီးအမားဆုံးနဲ့သွေးထွက်အများဆုံးစစ်တပ်တုပ်တင်ရှင်းလင်းရေးကိုစတင်ခဲ့တာဖြစ်ပါတယ်။ပြစ်မှတ်တွေကတာမန်စစ်သားတွေဒါမှမဟုတ်အဆင့်နိုင်အရာရှိတွေမဟုတ်ပါဘူး။ပြစ်မှတ်ကတရုတ်စစ်တပ်ရဲ့ဥပဒေအကြီးအကဲနော်အကြော် ဒါကတော့ရှုပ်ရှက်ခန့်နေရပါဘရမောသွားတော့ဒရင်တွေထွက်တော့ကျတော့ချီချင်းမေမဲပြုတ်သွားပြီလို့လို့အာနာဘာပြက်တဲ့ညာပြက်တယ်ပေါ့နော်ဒါလည်းဒရင်တွေထွက်ခဲ့သေးရပါလေယုံကြတာပဲနော်ကြောက်ချီချင်းမေထွက်လာမှာပဲအကုန်လုံးဟိုဒီနော်အတန်နေပိတ်သွားတာပေါ့ဘလိုပဲဖြစ်ပါနော်ဖြစ်နေတဲ့အရာဖြစ်နေတဲ့အရာကတော့ဟိုမကောင်းတဲ့အရာတော့မကောင်းမကောင်းပဲပြောရမှာပေါ့နော်ဒါကျွန်တော်နိုင်ငံအတွက်ကတော့ကောင်းလားဆိုတော့နော်စောနာပြောသလိုပဲ ကိုဘာမလဲနိုင်ရင်တော့ကောင်းတာပေါ့လှဲ့နေလို့ချင်းဘာဖြစ်တော့ဆိုဒါပဲဖိနေပါလေဒါပဲဖိကစားနေကြမှာဒါလည်းအကုန်လုံးမြင်ကြတဲ့အရာသိကြတဲ့အရာဆိုတော့ကျွန်တော်တို့ကကိုပဲနည်းနည်းတက်တာလို့တက်တာညာပေါ့နော်ကိုပဲတက်တာလို့တက်တာညာကျွန်တော်တို့ကတော့တွေးမိတာပေါ့နော်ကျွန်တော်တို့ကကိုတက်တာရင်ကိုနည်းနည်းတက်တာလဲတက်တာတဲ့အလျောက်ပေါ့လို့တွေးရတာပဲဘာလို့ကျွန်တော်တို့ကတစ်ခုလုံးမေးဆိုသူတို့ဝင်ဆော့ဖက်မှုကြီးတဲ့ တို့อ่ะအရှိခိုင်းနေပြီလေဒီအမြင့်ကြီးကိုခွဲတော့မပြုတ်မဲ့ဆိုကျွန်တော်ဒီလက်တန်တစ်ခုကိုဖယ်နေဆို not letter တစ်ခုကရောက်နေတယ် not letter တစ်ခုကရောက်နေပြန်ပြီအဲ့ဒီဟာဖြစ်တဲ့အတွက်เนาะတို့အာပင်မအာရောနေဆိုဒီလက်တန်ညာလဲခွာရှားလို့လွယ်မပြုတ်လို့လွယ်မဒါမျိုးကိုကျွန်တော်တို့ကတွေးတာဗောနော်ကျွန်တော်ကကျွန်တော်အရင်ဆုံးပြောပြမြန်မာနိုင်ငံမှာတစ္ဆာမပေါဘူးเนาะကျွန်တော်တိုလဲလာအိုထိုင်းเนาะเนาะဘင်္ဂလားဒေ့เนาะအိန္ဒိယ မကြည့်နိုင်ဘူးကိုကိုနိုင်ငံကြီးပဲကိုကြည့်နိုင်မှာကိုနိုင်ငံကြီးပဲကိုကြည့်နိုင်မှာအကြောင်းလို့ကျွန်တော်တို့ကတရားရောက်အရောင်းကြောင်ပြောတာပေါ့နော်ကျွန်တော်ကိုမြန်မာကြီးပဲကိုစိတ်ဝင်စားတယ်ကိုနိုင်ငံအကျိုးရုပ်စင်မဲ့ရာဆိုမဖြစ်သေးခြင်းကိုနိုင်ငံတိုးတက်မဲ့ပြုမဲ့ပြောင်းလဲမဲ့အရာမျိုးတွေဆိုရင်တော့ဖြစ်စေခြင်းတယ်ချင်းချင်းလေးပဲနော်အကြောင်းတော့မြင်သာမယ်လို့တော့ထင်ပါတယ်ဗျာနော်သူတို့ဖြစ်နေတဲ့အရာဖြစ်နေတဲ့အရာအရာနော်ဟိုအခုကဘာဖြစ်တော့ဆိုတော့ เนาะကျွန်တော်ပြောတဲ့၅နိုင်ငံပေါ့เนาะဒါ तू ကတော့စောင့်မှုလိုက်တာတရုတ်နဲ့ဂျပန်နဲ့စောင့်မှုလိုက်တရုတ်နဲ့ဂျပန်စောင့်မှုလိုက်ရင်နောက်ကွယ်မှာပါလာတာကြီးကတရုတ်ဂျပန်ရုရှားမြောက်ကိုရီးယားအမေရိကန်เนาะလာတော့လာမှာပေါ့ဗျာ